ပါရှင်ကျမကတော့အချမ်းမုံပါနိုဝင်ဘာ9ရက်နေ့အတွက်နိုင်ငံတကာသတင်းဖြည့်ရတွေကိုတင်ဆက်ပေးပါမယ်ရှင်လေရင်တင်သင်းပေါ3စီအထိတရုတ်ရေတပ်ပိုင်ဆိုင်လာခဲ့ပါပြီကမ်ဘောဒီးယားစီလက်နက်ရောင်းချခွင့်ပိတ်ထားတာကိုအမေရိကန်ရုတ်သိမ်းလိုက်ပါတယ်တိုင်ဖုန်းကယ်မဂီကြောင့်ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာလူ200နီးပါးသေဆုံးခဲ့ရတာပါသတင်းအပြည့်အစုံကိုဆက်ပြီးနားဆင်ပေးပါအောင်ရှင်တတိယမြောက်လေရင်တင်သင်းပေါ်အသစ်ကြီးကိုတရားဝင်စတင်အသုံးပြုပြီးဖြစ်ကြောင်းတရုတ်ရေတပ်ကကြေညာခဲ့ပါတယ် ်ဖူချန်လေရင်တင်သင်းဘောကြီးကိုရေတက်စီအခမ်းအနားနဲ့လွှဲပြောင်းပေးအပ်ခဲ့တဲ့အကြောင်းတရုတ်အစိုးရပါရှင်းဟွာသတင်းဌာနကနိုဝင်ဘာ9ရက်နေ့မှာဖော်ပြခဲ့ပါတယ်။တက်တော်ဝင်အခမ်းအနားကိုတော့ဟိုင်နမ်မှာနိုဝင်ဘာ9ရက်နေ့ကကျင်းပခဲ့ပြီးတရုတ်သမ္မတရှီကျင်းဖြင့်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဖူချန်ကတရုတ်ရေတက်ရဲ့ပထမနဲ့ဒုတိယလေရင်တင်သင်းဘောတွေထက်အရွယ်အစားပိုကြီးတယ်လို့ဤပညာပိုင်းလည်းအများကြီးပိုခင့်မိတယ်လို့ဆိုပါတယ်။အထူးသဖြင့်လေရင်တွေကိုလှွတ်တင်ရမှာပိုပြီးခင့်မိတဲ့ လျှက်စစ်တန်လိုက်လောက်လွဲစနစ်ပါရှိလာပြီးလျင်တွေလည်းအရေးအတွက်များများပိုတင်ဆောင်လာနိုင်တယ်လို့ရှင်းဟွာသတင်းဌာနမှဖော်ပြထားပါတယ်။ဖူကျန်းလျင်တင်သင်းမော့ကြီးကပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပင်လယ်ပြင်လက်တွေခုံမောင်းစမ်းသပ်မှုတွေဇက်တိုက်လုပ်ခဲ့ပြီးအခုတော့ရေတက်ရဲ့အကြီးဆုံးစစ်သင်္ဘောဖြစ်လာတော့မှာပါ။တရုတ်ဟာအမေရိကန်ရဲ့စစ်အင်အားကိုရှင်ပြိုင်ဖို့အတွက်ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းကာကွယ်ရေးကဏ္ဍမှာငွေကြေးအလုံးအရင်မြုံနှံခဲ့ပါတယ်။ဖူကျန်းမှာပြန့်ပြူတဲ့ကုန်းပတ်ဒီဇိုင်းပါရှိပြီး အရင်လေရင်တင်သင်္ဘောတွေဖြစ်တဲ့လျောင်းနှင်းရှန်တောင်းတို့ထက်အများကြီးပိုခက်မိတယ်လို့ဆိုပါတယ်။ဖူကျန်းမှာတုံးထားတဲ့လျှက်စစ်တန်းလိုက်လောက်လွဲစနစ်ဆိုတာကလည်းအမေရိကန်ရဲ့နောက်ဆုံးပေါ်လေရင်တင်သင်္ဘောတွေမှာတုံးထားတဲ့နည်းပညာနဲ့တူညီပါတယ်။အဲ့ဒီစနစ်ကရေရင်ကိုရောတိုက်လေရင်တွေကိုပါဘေးထွက်ထိခိုက်မှုညော့နေစေပြီးညံနှုံးကိုလည်းတီတီကြကြပိုထိန်ကြုံနိုင်ပါတယ်။ပြီးတော့ကွဲပြားတဲ့လေရင်အမျိုးအစားတွေကိုလွှတ်တင်ဖို့အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့်လေဖူကျန်းက KJ 600လေးချောင်းအန်တရယ်ကြိုတင်စောင့်ကြည့်သတိပေးရေးလေးရင်လိုအမျိုးအစားတွေကိုပါအောင်အောင်မြင်မြင်လွှတ်တင်နိုင်ခဲ့တာပါတရုတ်ရေတပ်ကဖူကျန်းလေးရင်တင်သင်းပေါ်ပေါ်မှာ J35 အမျိုးအစားကိုပြောက်တိုက်လေးရင်တွေနဲ့ J15T အမျိုးအစားတိုက်လေးရင်တွေကိုအခြေစိုက်စီမှာဖြစ်ပါတယ်ကိုပိုင်ကင်းထောက်လေးရင်တွေပါသုံးနိုင်စွမ်းရှိလာလို့အရင်လေးရင်တင်သင်းပေါ်နှစ်စီးနဲ့မတူဘဲစစ်စင်ရင်နေမျိုးတွေမှာပိုပြီးထိရောက်တိကျတဲ့လှုပ်ရှားနိုင်စွမ်းမျိုးကိုရလာမယ်လို့တရုတ်ရေတပ်ကဆိုပါတယ် အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ရဲ့မှနစ်ကဒီဇင်ဘာလမှာထုတ်ပြန်တဲ့အစီရင်ခံစာမှာလဲတရုတ်ရေတပ်ကသာဖူကျန်းနဲ့အလားတူဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးနည်းပညာမြင့်တဲ့လေရင်တင် သင်္ဘောတွေကိုအရေးအတွက်တိုးမြင့်ပိုင်ဆိုင်လာမယ်ဆိုရင်စစ်ရေးအရာချင်းချောင်းနိုင်စွဲလဲတိတိတသာမြင့်တက်လာမယ်လို့သုံးသပ်ထားခဲ့ပူပါရရှင်ကမ်ဘောဒီးယားအပေါ်လက်နက်တင်ပို့ရောင်းချခွင့်ပိတ်ပင်ထားမှုကိုအမေရိကန်အစိုးရကပယ်ဖျက်ပေးလိုက်ပါတယ်ပြီးခဲ့တဲ့လကောင်ပိုင်းမှာ ကမ္ဘောဒီးယားနဲ့ထိုင်းတို့ကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှုကိုမလေးရှားမှအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်တက်ရောက်ကြီးမှုပေးခဲ့တဲ့နောက်ရပ်ပိုင်းအကြမှာပဲအခုလိုမူဝါဒအပြောင်းလဲထွက်ပေါ်လာတာပါအမေရိကန်သမ္မတဟောင်းဂျိုးဘိုက်တန်ကကမ္ဘောဒီးယားမှာဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေအာဂရီမှုတွေတရုတ်ဩဇာလွှမ်းမိုးလာမှုတွေကိုအကြောင်းပြုပြီးလက်နက်ကုန်သွယ်ခွင့်တားဆီးပိတ်ပင်ဖို့2020ခုနှစ်မှာအမိန့်ပေးခဲ့ပါတယ်ဇူလိုင်လတုန်းကနေဆက်ကိစ္စညင်းခုံကိုအကြောင်းပြုပြီးဖြစ်ခဲ့တဲ့စစ်ရေးပဋိပက္ခကို ချင်းကပ်အပြေရှာခဲ့ပုံနဲ့ပတ်သက်ပြီးထရမ့်ကထိုင်းယောကမ်ဘောဒီးယားကိုပါအတိအမှတ်ပြုခဲ့ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲအမေရိကန်နိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကကမ်ဘောဒီးယားစီလက်နက်ရောင်းချမှုပိတ်ပင်ထားတဲ့အမိန့်ကိုပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကဏ္ဍတွေအတွက်ကမ်ဘောဒီးယားကလိုလိုလလားအားတဲ့သရော်ပူပေါင်းလှုပ်ဆောင်ခဲ့တာတွေကာကွယ်ရေးပူပေါင်းဆောင်ရွက်မှုနေဆက်ဖြတ်ကျော်ရာဇဝတ်မှုဖြိုခွင်းရေးကိစ္စတွေမှာအမေရိကန်ကိုချင်းကပ်မှုအသစ်တွေနဲ့ဆွေးနွေးခဲ့တဲ့အပေါ်အခြေပြုစဉ်းစားပြီးတဲ့နောက် ကမ္ဘောဒီးယားအပေါ်လက်နက်ရောင်းချခွင့်ပိတ်ပင်ထားတာကိုရုပ်သိမ်းလိုက်ကြောင်းနိုဝင်ဘာ6ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။အခုအချိန်ကစလို့ American စစ်လက်နက်တွေကမ္ဘောဒီးယားစီတင်ပို့ရောင်းချမှုနဲ့ပတ်သက်ရင်အစိုးရအာဏာပိုင်အဖွဲ့အစည်းတွေစီကကိစ္စတစ်ခုချင်းစီကိုစီစစ်ပြီးခွင့်ပြုဖို့တင့်မတင့်ဆုံးဖြတ်ပေးသွားမယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းက American ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်းကမ္ဘောဒီးယားအမျိုးသားကာကွယ်ရေးဝန်ကြီး Tisain Ha နဲ့မလေးရှားမှာဆွေးနွေးခဲ့ပါတယ်။အဲ့ဒီနောက် Hegseth က ကမ္ဘောဒီးယားနဲ့ American အပြက်လှန်ပူးပေါင်းစီရီလေးကျင်းမှုအစည်းအဝေးတွေပြန်ဆဖို့သဘောတူခဲ့ကြောင်းသတင်းတောက်တွေစီအသိပေးခဲ့ပါတယ်။ထိုင်းနဲ့စစ်ပြေငြိမ်းမှုသဘောတူစာချုပ်လက်မှတ်ရေးထိုးတဲ့အခမ်းအနားမှာတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကသူဟာ2026ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုကို Trump ကိုကျိန်းသေးပေါအဆိုပြုထောက်ခံသွားမယ်လို့ကတိပေးခဲ့ပါတယ်ရှင်။ဖိလစ်ပိုင်နဲ့ဗီယက်နမ်မှာလူ200နီးပါးလောက်ကိုသေဆုံးစေခဲ့တဲ့နောက်တိုင်ဖုန်းမုန်တိုင်းကယ်မဂီဟာ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေစီဆက်လက်ဖြတ်သန်းနေပါတယ်။ကယ်မန်ဂီးဟာအခုနှစ်အတွက်တော့ကမ္ဘာပေါ်မှာအသေးပြောက်အများဆုံးကြုံစီတဲ့မုန်တိုင်းအဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာ188ဦး၊ဗီယက်နမ်မှာ9ဦးသေဆုံးစေခဲ့တာပါ။ဒီတိုင်ဖုန်းမုန်တိုင်းကနိုဝင်ဘာ6ရက်နေ့မှာတော့ဗီယက်နမ်အလဲပိုင်းကမ်းခြေကိုစတင်ဖြတ်သန်းပြီးအနောက်မြောက်ဘက်ကုန်းတွင်းပိုင်းကိုရွေ့ရှားသွားခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ9ရက်နေ့လယ်ပိုင်းမှာတော့မုန်တိုင်းကကမ္ဘောဒီးယားနယ်စပ်ကိုဖြတ်ပြီးလာအိုပိုင်နဲ့ထဲစတင်ဝင်ရောက်နေသလို့ ထိုင်းနိုင်ငံရှေ့ဘက်စီဥတီရွေရှားနေပါတယ်။ဗီယက်နမ်ကမ်းခြေကိုစတင်ဖြတ်ကျော်ချိန်တုန်းကမုံတားရဲ့လေတိုက်နှုံးဟာတနာယီ63မိုင်လောက်ပြင်းထန်ခဲ့ပေမဲ့ကုန်းတွင်းရောက်လာချိန်မှာတော့တိတိတတ်တာအားပျော်လာနေကြောင်းမိုးလေဝသပညာရှင်တွေကပြောပါတယ်။ဗီယက်နမ်နိုင်ငံအရှေ့ပိုင်းကမုန်တိုင်းတန်ခမ်းကဲယိုတဲ့ area တွေမှာတော့ညလုံးပေါက်တိုက်ခတ်သွားတဲ့မုန်တိုင်းကြောင့်အမိုက်တရိုက်တွေဖွှေးဖွှေးလှုပ်နေခဲ့တယ်လို့မျက်မြင်တွေကပြောတာပါ။ဖိလစ်ပိုင်ကတော့မုန်တိုင်းရဲ့ပုံမှုအားကောင်းတဲ့အချိန်မှာဖြတ်တန်းတာကိုခံခဲ့ရတယ်လို့ ထိခိုက်ပျက်စီးမှုတွေတေကျဲမှုတွေကပိုပြီးဆိုးရွားခဲ့ပါတယ်ဖိလစ်ပိုင်အလဲပိုင်းကမုန်တိုင်းဖြတ်တန်းတဲ့နေရာတွေမှာရေကြီးမှုတွေဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပြီးဒေသုံစည်ရင်မှာလည်းရင်းနှစ်တဲ့သူတွေတော်တော်များများပါဝင်နေခဲ့ပါတယ်ဖိလစ်ပိုင်ဟာပြင်းမြတနစ်ကုန်မုန်တိုင်း20လောက်ဝင်ရောက်တိုက်ခတ်တာကြုံရတဲ့နိုင်ငံဖြစ်ပြီးအခုနှစ်မှာလည်းပြင်းထန်တဲ့တိုင်ဖွန်းတချို့နဲ့ကြုံတွေ့ခဲ့ပြီးပါပြီအခုခါမှာလည်းတိုင်ဖွန်းကယ်မဂီတိုက်ခတ်သွားတဲ့နောက်နလန်ထူဖို့ရုန်းကန်နေတဲ့အခြေအနေမှာပဲ ပစိဖိတ်သမုဒ္ဒရာထဲမှာနောက်ထပ်အားကောင်းလာနေတဲ့တိုင်ဖွန်းမုန်တိုင်းဖန်ဝေါင်ကလည်းဖိလစ်ပိုင်ကမ်းခြေဘက်ကိုစတင်ဦးတည်ရွေ့ရှားလာနေကြောင်းသိရပါတယ်ရှင် People's Spring ရဲ့နောက်ဆုံးရသတင်းတွေနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်